မင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကဒီပေါ့နော်ကျွန်တော်အိမ်သုံးအတွက် festival ရွေးချယ်မလဲဆိုတာလေးကိုပြောပြချင်ပါတယ်ကျွန်တော်တို့ပြောကြရတဲ့ပေါ့နော်တင့်တော်တဲ့ဘက်ထရီကြီးတင့်တော်တဲ့ဘက်ထရီကြီးလို့တော်များပြောကြရတယ်ဒါပေမဲ့တင့်တော်တဲ့ဘက်ထရီဆိုတာကဘက်ထရီအမျိုးအစားတင်မကဘူးကျွန်တော်တို့သုံးနေတဲ့အိမ်ကအိမ်သုံးမီးတွေဘလောက်ဘိုးရှိလဲအိမ်မှာသုံးနေရမီးပြောမယ်ဆိုရင် မှန်ကန်တဲ့ဘက်တီးရွေးချယ်နိုင်မှုဆိုတာကကိုယ့်ရဲ့အိမ်မှာအသုံးပြုနေတဲ့မိအားဘယ်လောက်ရှိတယ်ဆိုတာကိုယ်ကသိဖို့လိုပါလိုအပ်ပါတယ်။ဘာတွေကိုပုံမှန်အသုံးပြုတာလဲမဖြစ်မနေသုံးတင်တာတွေကဘာတွေလဲဘယ်လောက်အချိန်ကြကြအသုံးပြုမှာလဲပေါ့နော်။အဲ့ဒါလေးတွေကိုသိပြီဆိုရင်တော့ကျွန်တော်တို့ကဘက်တီးဘက်ကတိုင်ကိုဘယ်လိုတွက်မလဲပေါ့။တွက်တယ်ဆိုတဲ့နေရာမှာသူကဘက်တီးအမျိုးအစားပေါ်လိုက်ပြီးရော DOD 50ရာခိုင်နှုန်း60ရာခိုင်နှုန်း70ရာခိုင်နှုန်းစသဖြင့်ရှိပါတယ်။အဲ့ဒီလိုရှိတဲ့အခါမှာကျွန်တော်ကတော့ ဘလို့ပဲဒီအမျိုးအစားကိုပဲဖြစ်ဖြစ် DOD 50ရာခိုင်နှုန်းနဲ့တုံ့ပြန်ဖို့ပဲအကြံပေးခြင်းပါတယ်။ဘာလို့လဲဆိုတော့ဘက်တီးရီးယားရဲ့သဘောကသူ့ရှိရနေကျွန်တော်ဟာတရားရာခိုင်နှုန်းထိအသုံးလို့ရတယ်။ဒါပေမဲ့တရားရာခိုင်နှုန်းထိသုံးလိုက်ရင်ဘက်တီးရီးယားကအာခံသွားတယ်။ပြီးတော့ဟိုကအပြည့်ညံနေပေါ့နော်။အဲ့လိုပဲ60ရာခိုင်နှုန်းသုံးရင်လည်းအိတ်တိုင်းပဲ။သူတို့ရဲ့ဘက်တီးရီးယားကိုတက်တန်းကြာရှည်ခြင်းနဲ့ဆိုရင်ကိုယ်ဒီအနည်းဆုံး DOD 50ရာခိုင်နှုန်းသုံးပြဖို့လိုအပ်တယ်။ ကျူပူလာဘက်ထရီတွေပြောဆိုကျူပူလာဘက်ထရီတွေကျွန်တော်တို့ online မှာကြင်ညာတဲ့အခါ online မှာဆိုတော့ကျွန်တော်နိုင်ငံမှာပြောရမှာမဟုတ်ဘူးเนาะနိုင်ငံရဲမှာရှိတဲ့ website ဒီမှာကြင်ညာတဲ့အခါ DOD ဒီလိုဒီ80%ဒီလိုပြောကြတယ်ပြီးတော့ life cycle ကစကလိုက်ကသူက1200ဒီလိုပြောကြတယ်နောက်ဘက်ထရီရဲ့တက်တန်ကိုသူကပြက်ပြက်9နှစ်နဲ့ဆငါနေကြပြောကြတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာဆိုရင်တော့ကျွန်တော်တို့3နှစ်ဝတ်ပမာဏများတာနဲ့အညာ အားပြန်လည်ပတ်တဲ့အနေထားနဲ့ဒီပေါ်တော့ကိုသူရှိရယူသုံးတဲ့မိအားလည်းများတာနဲ့အမျှသက်တမ်းကနှစ်နှစ်ခွဲသုံးနှစ်လောက်ပဲခံကြရတယ်။တချို့ဘက်ထရီကိုပါဝါဘန့်လိုမျိုးအသုံးပြုကြတဲ့ပြောမဆိုရင်များပါချီအိုးလေးအများကြီးစဉ်းစားကြတယ်။ဒါပေမဲ့သူ့ကိုကျွန်တော်တို့ဒီဗက်ချိန်မှာသုံးလို့ဆိုမီးပြတ်တဲ့ချိန်15မိနစ်လောက်ပဲသုံးတယ်။ပြီးရင်15မိနစ်အတွင်းမှာမီးစက်ရအောင်လုပ်ပြီးတော့သုံးကြတယ်။အဲ့လိုမျိုးနည်းနည်းနဲ့ပဲအသုံးပြုတဲ့ပါချီအိုးလေးတွေကသက်တမ်းရေရှည်ခံကြတယ်။ ိမ်သုံးမင်းအတွက်တုံးကြတာမျိုးကတော့ကိုကသူ့ရှိရနေဗတ်ဂျူကို DOD percentage อืม90ရာခိုင်နှုန်းသုံးမလား90ရာခိုင်နှုန်းသုံးမလားပေါ့နော်အဲ့အပေါ်မှာ motivate ရောဗတ်ဂျူရဲ့တက်တန်ကကွာခြားသွားတာရှိပါတယ်ကွာခြားသွားတာရှိပါတယ်ပေါ့နော်အဲ့ဒီလိုအဲ့တော့ကျွန်တော်တို့ဒီတင့်တော်တဲ့ဗတ်ဂျူရွေးချယ်မယ်ဆိုရင်ငါရဲ့အိမ်မှာဗတ်ဂျူဘယ်လိုသုံးနေလဲအဲကုန်းကမိရဘယ်လောက်ဆွဲလဲ ုံးနေတဲ့မိအားဒီဝက်ဘလောက်ရှိလဲဒါတွေကိုကျွန်တော်ဒီတွက်ချက်တက်ဖို့လိုအပ်ပါတယ်။အဲဒါတွေကိုကျွန်တော်အကုန်လုံး light တိမနေနိုင်ဘူးဆိုရင်လည်းဥပမာ air con ပဲဖြစ်ဖြစ်ရေခဲတက်တာပဲဖြစ်ဖြစ်သူတို့ရဲ့ capacity ကိုသူတို့နဲ့ပတ်သက်တဲ့ instruction တွေကိုသူကျွန်တော်ကဒီ air con ဆိုလဲစာတမ်းလေးကြီးကပ်ပြီးသားအဲ့ဒီရေကြက်တာတို့ဘာလို့ဆိုလဲသူတို့ရဲ့အနောက်မှာကိုပါပါနော်စတမ်မိုင်ဆိုဘယ်လိုမျိုးသုံးလဲဆိုတာမျိုးဆိုတာသူတို့ကတိကျပြောပြထားပြီးသားဖြစ်တဲ့အတွက် ိုကဒီလိုအက်ကွန်းနေရေကစတာကြီးသုံးမဲ့ပုံစံမျိုးဆိုရင်ဘယ်လိုမျိုးဘက်ထရီသုံးရမလဲဒါတကြတော့လိုက်ဖို့ဖို့ပဲလေဒါပေမဲ့ဘလောက်အမ်ပီယာသုံးရမလဲဆိုတာမျိုးကစအကြံဉာဏ်တွက်ချက်လို့ရပါတယ်တနိုင်တပိုင်းပေါ့နော်အဲပုံမှန်အပြည့်တော့ကျွန်တော်ဒါကိုညွှန်တာကအိမ်သုံးမီလီလီတွေတွက်ချက်ဖို့ပါဟိုလိုမျိုးအက်ကွန်းနေပါရင်းနဲ့သုံးမဲ့ဆိုရင်တော့အက်ကွန်းနေရေကစတာတွေအဲ့လိုမျိုးတအိမ်လုံးအတွက် မိတုံးကျင်တာမျိုးဆိုရင်တော့တက္ကနရှင်ခေါ်ပြီးတော့တေချာညှိနှိုင်းတွက်ချက်ပြီးမှတုံတာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်ညာမှာကျွန်တော်တို့ဒီဘရေကသုံးပါးမှလည်းရှိရဲစနစ်တွက်ချက်တက်ဆင်ရမှလည်းရှိရပေါ့နော်။ကိုကတက်ဆင်တာအဆင်မပြေတဲ့အခါမှာအခက်မတင်ရင်မလိုလားအတက်ပေးရနေဖြစ်လာနိုင်လို့ပါ။ဒီနေ့ကျွန်တော်ကအဲ့ဒီလိုမျိုးပေါ့နော်။ဘာရှိ capacity တုံးတီးဖို့နီးလေးရနောက်ပြီးတော့ကိုယ့်ရဲ့ဒီပေါ့နော်ကိုယ့်ရဲ့အိမ်တုံး မီးအားကိုတည်ပြီးဆိုရင်ဘလိုမျိုးဘက်ထရီအမ်ပီယာလောက်ထိတုံးတင်လဲဆိုတာမျိုးလေးတွေကိုကျွန်တော်တင်ပြထားပါတယ်အဲပြမဆိုမီးအားတုံးမယ်ဆိုရင်တော့မီးတုံးမယ်ဆိုရင်တော့ဟိုဒီအနည်းဆုံးနေတော့ပြောမယ်ဆိုရင်ဘက်ထရီကိုအိုးစုအိုးစုပြီးဂျူဘူလာဂျူဘောဂျူဘူလာပြီးရင်လိုက်ဖို့ဖို့ပေါ့နော်ဒီနေရာမှာဂျဲဘက်ထရီကိုမပြောဘူးဆိုတာကဂျဲဘက်ထရီဒီ တာရှိခံပြီးမဲ့စိတ်ယုံသုံးနေလည်းပဲကိုင်းနေပါတယ် sorry စိတ်ယုံသုံးနေဆိုတာကပါဝါဘတ်နေသုံးလို့မျိုးပေါ့နော်ဘက်ထရီတွေအများကြီးသုံးနေဒါပေမဲ့သူတို့ဒီဆွဲတာဒီလုံးဝမိညပိုင်းတွေပဲဆွဲတာကျွန်တော်တို့အိမ်သုံးအနေနဲ့သုံးမယ်ဆိုရင်ဂျက်ဘက်ထရီဒီအပြက်မြန်တဲ့ဘက်မှာရှိပါတယ်အဲအဲ့လိုဂျက်ဘက်ထရီရဲ့မှာမှနည်းနည်းလေးရေရှည်ခံတဲ့ဘက်ထရီအမျိုးအစားကိုပြောပါဆိုရင် bad regulatory acid VRL ကိုညွှန်ပါတယ်သူဆိုရင်တော့တခြားဂျိန်ဆက်စာရင်အိတ်တိုက်ကတ် နည်းနည်းလေးကြီးရှိခံပါတယ်။နည်းနည်းလေးကြီးရှိခံပါတယ်ပေါ့နော်။အဲဒီကျွန်တော်ဒီတင်တဲ့စာလေးလေးကိုအဆင်မပြေလို့တကူသိချင်တာရှိရင်လည်းကျွန်တော်ကို comment ကနေမေးလို့ရလို့ battery ဟို page messenger ကနေလည်းမေးလို့ရပါတယ်ခင်ဗျာ။ရင်လို့ဆိုင်မခွင့်တော့ရင်လည်းပတ်ချင်းပတ်သက်တဲ့ဒါလေးတွေကိုတော့ကျွန်တော်အရင်ညွှန်ပြပေးနေပါတယ်။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။